1994ခုနှစ်မှာတူရကီနိုင်ငံကလေသမားတစ်ယောက်ကမြေကြီးအောင်မှနင်းမြုံနေတဲ့အရာတစ်ခုကိုမမျှော်လင့်မိနဲ့တွေ့ခဲ့တယ်။ဒီပေါ်မှာတပိုင်းစားထွက်ပေါ်နေတဲ့ထူးဆန်းတဲ့ကြောက်တုံးပိုင်းစားတွေပေါ့။ဒီကြောက်တုံးပိုင်းကြီးအောက်မှာတော့လူသားတွေရဲ့သမိုင်းကိုအစားအနေပြီးတော့ပြန်လည်ရေးသားရစေတဲ့နတ်ဖျားတွေရဲ့အူဆုံးပိတ်မှန်တော်ကြီးတစ်ခုပဲလျောင်းနေပါဗျ။ချေအောင်တို့ဒေသနာပညာရှင်တွေကစာဝိုင်းပေါ်တည်ကြစီရတဲ့အေယာမကြောက်တန်းကြီးတွေကိုတွေ့ရှိခဲ့ကြတယ်။ တောက်တိုင်တွေပေါ်မှာမြေခွေလင်းနာနဲ့ဝေယုတ်တွေကိုထွင်းထူတာပါပဲတောက်တိုင်တွေကရှာတွေ့ရသမျှရှေးအောင်ဖိမတ်တွေထဲမှာတတန်းရင်ဆုံးဖြစ်နေတာကိုတွေ့ကြရတယ်ပီရမစ်ကူတွေထထောင်နှစ်ပေါင်း၉၀၀၀လောက်ဆောနေတယ်အဲဆိုဒါရီကိုဘသူတွေကတိဆောက်ခဲ့ရလဲပညာရှင်တွေကတမိုင်းဟူလူသားမဟုတ်ဆိုးတွေကသူတို့ရဲ့တောရင်းနဖျားတွေကိုပူဇော်ဖို့အင်ကြီးရမှာစူးစီးကြကြတယ်လို့ယုံကြည်ရတယ်ချို့ကတော့နဖျားတွေကိုကဘာမြေစီပိတ်ဆောင်မှုတိဆောက်ထားခဲ့တယ်လို့ယုံကြည်ကြတယ် ကျောက်ထွင်းရုပ်ထုပုံတွေကတော့မွေးဖွားခြင်း၊ပြီးဆုံးခြင်းနဲ့ပူဇော်မှုပြုခြင်းဆိုတဲ့အကြောင်းအရာတွေကိုဖော်ပြနေကြတယ်။လူကြားချက်ကဒီကျောက်တိုင်တွေကိုတိဆောက်တူတွေကိုယ်တိုင်ဖျောက်ဖျက်ဖို့ကြိုးစားခဲ့တာပါ။ပိစံနေရဲ့အယူ၊ပြာနဲ့မြေကြီးတွေကိုအုံပြုပြီးတော့ဒီနေရာကိုအပိတိုင်မြုပ်နှံခဲ့ကြတယ်။ Openly TV ကလူသားတွေနဲ့ဖျားတို့ပထမအဆုံးဆက်သွယ်နိုင်ခဲ့တဲ့နေရာတစ်ခုလား။ဒါမှမဟုတ်သူတို့ဘာကြောင့်ဒီနေရာကိုဖျောက်ဖျက်ဖို့ကြိုးစားခဲ့တာလဲဆိုတာကတော့ဒီဝါချက်ဖြစ်ရှိနေစေပါမယ်။